မင်္ဂလာပါရှင်16ရက်6လမှ22ရက်6လတပတ်တာတနင်္ဂနွေသားသမီးချစ်မိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချစ်မိတ်ဆွေအလုတ်မှာအကြီးကြီးရဲ့အကူအညီမဆောင်မှုတွေရရှိစေပါပဲဖြစ်ပါတယ်ဒါအပြင် အလုတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိုတိုးချဲ့ရတာအလုတ်နဲ့ပတ်သက်ပြီးတော့အသစ်တစ်ပံဖန်တီးရတာဒီလိုလေးတွေကိုပုံပေါ်စီမေးလို့တွေ့ရပါတယ်တာမူးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ် မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိမိနဲ့မိစေပေါင်းတဲ့နဲ့အချိတ်ဆက်လေးတွေမမိတာမျိုးပြတ်တောက်သွားတာမျိုးမိမိနေနဲ့ငွေကြေးကိစ္စတွေပြောဆိုထားပြီးတော့မှတို့လိုတန်းလန်းနဲ့ဖြစ်နေတာမျိုးလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေမင်းစီမံခန့်ခွဲတဲ့ကိစ္စလေးတွေရန်ကောင်းနေအိမ်နဲ့ပတ်သက်ပြီးတော့ဝယ်တာတွေရောင်းတာတွေအိမ်နဲ့ပတ်သက်ပြီးတော့အကျိုးဆောင်လုပ်တာတွေဒါလေးတွေကံကောင်းစီမင်းတွေ့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာသတင်းစိုးတွေကြားရတတ်ပါတယ်။ ရန်အနီရဲ့တိုက်ခိုက်တော့မရှိဘူးသို့ပင်ပေမိမိအနေနဲ့တွားတဲ့လာတဲ့နေရာလေးတွေမှာရုတ်တရက်ဖြစ်စေတော့အရာလေးတွေကိုကျောင်းအပ်တတ်ပါတယ်ဒါလေးကိုတော့ဂရုစိုက်စီခြင်းနဲ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ငြိမ်နေမဲ့တစ်ပတ်တာလို့တွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယံစီမဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရေးစူးကျလုံးဝမရှိပါဘူးရှင်။ရခင်ကနေကမိမိကကျမကြီးနဲ့ပတ်သက်ပြီးတော့ဝေဒနာတွေခံစားခဲ့ရတယ်ဆိုရင်တော့ဒီတစ်ပတ်တောင်မှအနာနဲ့ဆေးနဲ့တွေ့သွားပြီ။ဘေးဥပ္ပတ်အန္တရာယ်တွေကင်းဝေးသွားပြီ။ဆရာကောင်းတမကောင်းတွေ့သွားပြီလို့မြင်ပါတယ်။အေးချမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကိုသီးလုံးဝတိုက်ကင်ရတဲ့အခါမှာ တခုခုဆိုရင်ရှေ့သို့ဆိုပြီးတော့မှအာတုံခိုးဆိုင်တဲ့လုပ်နေတယ်အဲ့ဒီမှာအတိုက်ခံလေးတွေရှိတယ်အဲ့တော့အဲ့ဒီအတိုက်ခံလေးတွေကိုအကြောင်းပြုပြီးတော့မှမအေးချမ်းသေးဘူးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါတယ်ဒို့ပေမဲ့ထီထိုးကန်ဆန်းခြင်းတွေဆိုရင်တော့သုံးညတစ်လုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုလိမ့်လေနှေးပြားတာတွေခံရတဲ့ဒါလေးကိုတော့သတိထားရှိခြင်းနဲ့နော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါအရှိအရှိရက်တွေမှာ16 16 18 18ဘလို့ပဲခက်ခဲခဲ့ပါစီနောက်ပိုင်း22ရက်နေ့အထိဟာမိမိလုံဆောင်မဲ့အရာအားလုံးဟာအစီအပြေချုံးဝေသွားပြီဆိုတဲ့တပတ်တောင်ကိုတွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရအောင်လေးဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေမိမိအနေနဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရက နေအိမ်ကဖះမှာသို့မဟုတ်ဇေဒီတဆူဆူမှာတပစ္စည်းတစ်ချောင်းဝယ်၍မိမိလှူဒန်းခြင်းဖြင့်ကိုခက်ခဲစီတဲ့တပတ်တာအလုံးစုံပြည်လင်းသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။16ရက်6လမှာ22ရက်6လတပတ်တာ တနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ တနင်္လာသားသမီးချမိတ်ဆွေအလုံးမစိတ်မပါတာမျိုးမိမိဒီအလုံးနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့လူတွေစိတ်ဆန္ဒတွေပေါ်တာမျိုးဒီလိုလေးတွေ့ရပါတယ်အဲ့တော့မိမိကလက်ရှိရှိနေတဲ့နေရာလေးမှာခိတ္တကနာနှေးပြီးတော့လုပ်သွားမေးဆိုရင်ရည်ရှိအနာဂတ်အတွက်လည်းအဆင်ပြေမယ်လို့တွေ့ရပါတယ်တံမူကြီးတော့ပစ္စည်းများဝင်လာဖို့ရှိနေပါသေးတယ်။အမှတ်တပင့်ဝင်လာတဲ့အရာလေးတွေကိုတွေ့နေရတာပဲဖြစ်ပါသေးတယ်။ မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာပေတပတ်တောင်လူတွေ့ရပါတယ်မျက်နှာအရန်ပွင့်နေပါမေးလူရှိလူငယ်ပေါ်နေပါမေးအိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တည်ကြည်လူစရာစိတ်ချမ်းသာစရာတွေကြားရမှာပဲဖြစ်ပါတယ်ရှင်မျိုးသားချင်းစီကမိမိကို အပြစ်ပြောတာအပြစ်မြင်တာညှို့ညင်တာဒါလေးတွေခံရတတ်ပါတယ်ယူဆိုင်ပါနော်ကျဲအလီအနှောင့်ရှက်လုံးဝလုံးဝမရှိပါဘူးရှင် အခြေအနေပတ်သက်ပြီးတော့မျက်နှာအယမ်းပွင့်နေပါလိမ့်မယ်။အဲတော့မိမိကချစ်သူရှိနေပါလျက်နဲ့မျက်နှာအယမ်းပွင့်နေပြီဆိုရင်တော့ပြဿနာတွေရှိတယ်၊ဂရုစိုက်ပါနော်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ပူညီပံ့ပိုးထောက်ပံ့မှုတွေများစွာရရှိစေပေးတပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးကျူးလုံးဝမရှိပါဘူးရှင်။သူ့ပေမဲ့မိမိကအထိုင်အထလေးတွေ မကောင်းတာမျိုးလေးတွေအဲ့လိုအထိုင်ထလုတ်ပြီးဆိုရင်ဒီဒူးတွေခြေထောက်တွေအကျိုးလေးတွေနာသွားတာမျိုးလေးဖြစ်တတ်တယ်ဒါတော့ခရီးစိုက်ပါနော်အေးချမ်းမှုညင်ချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့မြင်နေပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထူးကံဆိုင်ခဲ့ပြီဆိုရင်တော့တစ်တလုံးထီထူးကံဆိုင်လို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေကြီးကံလေးတွေကောင်းစီတွေဝင်ဝင်နှလဲရစီမယ့်အရာလေးတွေလည်းတွေ့ရပါတယ်။ အမှုနဲ့ပတ်သက်ပြီးတော့ပူပိုင်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့အိမ်မှာ စာချိုးချိုးဆိုရမယ်ကိစ္စလက်မှတ်ထိုးရမယ်ကိစ္စစာရက်စာရက်နဲ့ပတ်သက်တဲ့ကိစ္စရက်ကလေးတွေမှာတည်တည်ချာချာဆစ်ဆစ်ဆက်ဆက်ကလေးကိုလုပ်ကြမှာမဟုတ်ရင်အမှားရဖြစ်ပြီးတော့မိမိခေါင်းပေါ်မှာတာဝန်ပြည့်တဲ့တည်းလို့တွေ့ရပါတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ရေဒီယာကောင်းလေးဆင်မပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေ အဓိကတော့မိမိအနေနဲ့ဒီကိစ္စတာမှာတင်ရိုင်းပြင်းနေခြင်းအာသုဘပို့ခြင်းလူနာတရေပေးခြင်းကိုရှောင်လိုက်ပါဒါပြင်အေဖျားမှာ စပေပန်းရှစ်ကုန်းလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုက္ကိုင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့မိမိကခက်ခဲစီ ်ဒို့ပေမဲ့ကိုကိုတိုင်းလည်းပဲအခက်ခဲရှိနေတဲ့ကြားထဲကနေပြီးတော့ဖောက်ထွက်အောင်မြအောင်လုပ်နိုင်တဲ့အစွမ်းအစအရည်ချင်းတွေရှိနေတယ်လို့တွေ့ရပါတယ်တံခိုးကြီးသောပစ္စည်းများထွက်တတ်ပါလေဂယုဆိုင်ပါတော့အဲ့တော့မိမိအနေနဲ့ကိုထိမ့်သိမ့်တဲ့တံခိုးကြီးပစ္စည်းတွေကိုထိမ့်သိမ့်ပါပျောက်သွားရင်ပျောက်သွားမပျောက်သွားရင်ကိုအတုံးလို့ထွက်ကိုထွက်မေးလို့တွေ့ရပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားမှုတွေခံရတတ်ပါတယ် အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပူအိမ်ဆူတာလေးတွေဖြစ်တတ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ကုညီပံ့ပိုးမှုတွေရရှိစေမဲ့တပတ်တာပါရန်အန်ဒီရဲ့အတိုက်အခိုက်လုံးဝလုံးဝမရှိပါဘူးရှင်အချီနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လန်းနေတဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုအကြောင်းပြုပြီးတော့တရားတဖို့လေးတွေပြောရမေးဒို့ပေမဲ့လည်းပဲအေးချမ်းသာရမယ့်အိမ်တော်ကြီးတစ်ခုလို့တွေ့ရပါတယ် ကျမရည်နဲ့ပတ်သက်ရင်တော့ခရီးစိတ်ပါဖြစ်လိုက်ရင်ကျမရည်တွေတစ်ခုပြီးတစ်ခုညံ့တာစိတ်ဝင်စိတ်ခန်းနေစက်တိုက်ပြတာဒီလိုလေးလည်းရှိနေပါသေးအေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတည်းမပြီးပြတဲ့ကိစ္စရဲ့ကလေးတွေကိုလုံးဝမဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူး။စိတ်ပူပန်နေရတယ်ဒီလိုလေးတွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံဆိုင်ခဲ့မယ်ဆိုရင်တော့သုံးတလုံးထီထိုးကံဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ ဝေချင်းငွေငှားတွေမလုပ်ပါနဲ့အလိညာခံပေးလို့တွေ့ရပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံ့ပြီးကြည့်လိုက်တဲ့အခါမိမိတီအလုပ်ကိုအားတုံခွန်ဆိုင်နေဒီဇိုင်းမှန်ပဲအေးစီစီလေးနဲ့အလုပ်တွေကိုလုပ်ကင်သွားစီခြင်းနေဒါဆိုရင်တော့မိမိလုံဆောင်ချက်အရာအလုံးဟာထိုးလေးခြင်းတောက်ပါခြင်းလင်းလက်ခြင်းဆိုတဲ့အရာလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပတ်ဖြစ်စီတဲ့ရေရာကောင်းလေးဆံမပေးခြင်းပါတယ် ။အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလုပ်ရမယ့်တပတ်တာယရိယာကမိမိထဲနေကြသောသူများကိုအစာရေစာဝဝလေးလေးထူထမ်းခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမေးလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။16ရက်6လမှာ22ရက်6လတပတ်တာဗုဒ္ဓဘုရားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ဘုရားဥဒ္ဒသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင် အတိုက်အခိုက် အရန်များတယ်ဒီတော့တတိထားပါမိမိအလုံးလုံးတဲ့အခါလေးတွေမှာကိုယ့်ကိုဒီလိုစိတ်နှောက်ယှက်ပေးလာပြီဆိုရင်ကိုယ့်ဘက်ကတိခံရမယ်အဲ့တော့အဲ့ဒါကြီးကိုကိုကလေထိတ်တက်ကြီးရင်ဆိုင်ဖို့လုံးဝမကြိုးစားပါလေပြဿနာတစ်ခုပြီးတစ်ခုဖြစ်ပြီးတော့ live ရှင်းလို့ကိုပြီးမှာမဟုတ်တော့ဘူးနော်တမိုးကြီးရဲ့ပစ္စည်းတွေထွက်တက်ပါလေဥပမာမိမိရဲ့ကိုယ်ပိုင်ပစ္စည်းထွက်ရင်ထွက်မထွက်ဘူးဆိုလို့ရှိရင်မိမိကတာဝန်ယူထားတဲ့နေရာမှာပစ္စည်းတွေပျောက်တာမျိုးအဲ့ဒါကိုကိုက တာဝန်ယူလိုက်ရတာမျိုးနောက်ကိုကလက်မှတ်တွေထိုးလိုက်ရတာမျိုးဒါလေးဖြစ်တဲ့တည်းအဲ့ဒါကိုဘယ်လိုဆိုင်မယ်နော်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတွေကကူညီတယ်။ကူညီပင်ပဲလေကိုကအရာမရောက်တဲ့အရာလေးတွေဖြစ်သွားတတ်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေတော့အဆင်ပြေမယ်။မိမိမှာအိမ်ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်စေတဲ့အရာမှန်သမျှအားလုံးအဆင်ပြေတယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းတွေမှာ တယောက်တယောက်ယောက်ကနေပြီးတော့မှ accident ဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေဖြစ်လို့ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရတဲ့တရေတွေကြားတက်ပါတယ်ကျန်းအနေနဲ့အတိုက်ခဲရှိရင်တော့ခရုဆိုင်ပါမိမိအနေနဲ့ဗုဒ္ဓဟူသားသမီးချင်းမိတ်ဆွေတွေဒီဒီတစ်ပတ်တာမှာကိုကနေပြီးတော့ကိုဘလောက်ပဲကောင်းအောင်လုပ်လို့ကိုဘလောက်ပဲအဆင်ပြေအောင်ဖန်ပြီးဖန်ပြီးအပြစ်မြင်တာတွေဝေခံရတတ်တယ်အဲ့ဒါလေးကိုတော့သတိလေးထားစေချင်တယ်နော် အခြေအနေပတ်သက်ပြီးတော့လမ်းပြောက်သွားတဲ့တည်းမိမိဒီအဲ့ဒီအခြေအယူရှေ့ဆက်သွားမှာလားနောက်ဆုတ်ရမှာလားဒီလိုမျိုးပုံစံလေးကြုံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်မိမိစိတ်အနှောက်အယှက်တွေအမျိုးမျိုးပုံပန်နေရတာသူ့အတွက်ကြောင်းကြနေရတာဒီလိုလေးနဲ့တွေ့ရပါသည်အေးချမ်းချင်းငိမ့်ချမ်းချင်းရောက်ရှိလာပါလိမ့်မယ်၁၆၁၈ စကူကျင်းတည်တဲ့လုံးဝအဆင်မပြေသေးဘူး20 21 22ဒီ၃ရက်မှာအရာအားလုံးအရာခတ်သိမ်းမိမိဒီလုံဆောင်သွားနိုင်တယ်ဘာလီပဲလုံလို့ကိုလုံးပေးလိုက်တော့မှအောင်မြင်သွားတယ်ဆိုတဲ့အရာလေးကိုတွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့အားနည်းတယ်တို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့ကိုယ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ် ငွေကြေးလက်လာပါတွေပွင့်လန်းပြီသို့ပေမဲ့လက်ထဲမှာလုံးဝဆုလို့မရဘူးငွေလက်ထဲမှာပူအောင်ကင်လို့မရဘူးတောက်လျှောက်ကပူပေးရမယ်ဒီဘက်ကဝင်နေတစ်ဖက်မှာပြန်ပေးရမယ်ဒီလိုလေးတွေနဲ့ငွေကြေးကိစ္စလေးတွေမှာနည်းနည်းပြားများနေရမယ်နော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါအရာအားလုံးဒီကိုခေါင်းပေါ်မှာမူတည်နေတယ်။ကိစ္စရဲ့တိုင်းကိစ္စရဲ့တိုင်းမှာကိုကခေါင်းခံတောင်းဝေယူရတဲ့အရာလေးတွေရှိနေတယ်။ဒီအတွက်သိပ္ပံမန်းနေဒါပေမဲ့ပင်မန်းနေပေမဲ့လည်းကိုလှုပ်ပေးနေရတာလေးတွေအဆင်ပြေသွားတဲ့အခါမှာကိုကဒီဟာကိုပီတိပီတိစံစားရတာပေါ့နော်အဲ့လိုတွေတော့အကြောင်းအရာလေးတွေရှိပါသေး။ဒီတော့ဗုဒ္ဓဟူသာသမီးချင်းမိတ်ဆွေတွေကံထောက်ဖက်ဖြစ်စီတဲ့ရေရာကောင်းလေးဆံမှာပြေးချင်ပါတယ်။ ဘုရုံသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ်တပတ်တာယရိယာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွဲလူရန်ချင်းဖြစ်မိမိခက်ခဲနေတဲ့အလုံးစုံတပတ်တာပြည်နယ်သွားမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်၁၆ရက်၆လမှာ22ရက်6လတပတ်တာဂျာကာဗီတာသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်ဂျာကာဗီတာသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အလုပ်ကိန်းလေးအရန်ကောင်းနေပါလိမ့်မယ် အလုတ်ရဲ့ပတ်သက်ပြီးတော့တရင်ကောင်းလေးလေးကြားမှာဖြစ်ပါတယ်။အလုတ်ကိုအကြောင်းပြုပြီးတော့အကျိုးမြတ်များစွာရရှိစေမယ့်တပတ်တာလို့တွင်ရပါတယ်။တမုကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်။သူ့ပြင်မဲ့ခဏတာထွက်တာမျိုးမိမိကလိုအပ်လို့အသုံးပြုလိုက်တာမျိုးဒီလိုလေးလေးတွင်ရပါတယ်။မိတ်ဆွေအပေါင်းတိတိရဲ့ယုံကြည်ခြင်းလေးစားခြင်းအားကိုးခြင်းခံရမယ်လို့လည်းတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့ဆိတ်ရှုပ်စရာကောင်းရှုပ်စရာကြီးကျွမ်းဝတ်တဲ့ပါတယ်။ ဆွေမျိုးသားချင်းစီရတရင်ကောင်းတွေကြားမှာပဲဖြစ်ပါသည်။အကူအညီထောက်ပံ့ကောင်းတွေရဖို့လေးရှိနေပါသည်။ရဲအန်ဒီရေလုံးဝလုံးဝမရှိပါဘူးရှင်။ခီးကြီးထွက်ရပါလိမ့်မယ်။မိမိသွားတဲ့ခီးကြီးဟာသွားလဲသားလို့လာလဲဖြောင်ပြူးစီပဲခီးမျိုးတွေ့ရပါသည်။အခြေအနေပတ်သက်ပြီးတော့အလိညာရခံရတဲ့တည်းအဲ့တော့ဒါလေးကိုတော့သတိထားစေချင်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကျတဲ့အရာလေးတွေကြုံရမှာပဲဖြစ်ပါတယ် ကျမရင်းနဲ့ပတ်သက်ရင်တော့ခါအောက်ပိုင်းကျမရင်းရင့်တက်ပါလိဒီဆိုင်ပါတော့လုံးဝအေးပတ်မခံပါနဲ့အေးချင်ချင်ညင်းချင်ချင်ရောက်ရှိလာမဲ့တပတ်တာလို့တွေ့နေရပါလိကဲနဲ့ပတ်သက်ပြီးတော့အားနေတယ်သူ့ပြင်မဲ့ထီတူကန်ဆန်းချင်နေဆိုရင်တော့ခုနှစ်တလုံးထီတူကန်ဆန်းလို့ရပါလိငွေကြီးလက်လာပါလိဝင်လာမစင်းတည်တည်ရရှိပိုင်းဆိုင်စီမဲ့တပတ်တာလို့တွေ့ရပါလိအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စင်ဟာတွေချုံငုံပြီးကြည့်လိုက်တဲ့အခါမိမိတီ ကိုကလည်းပဲဘာဒီလုံးလုံးအလုတ်ကိုင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီငွေကြေးကိစ္စစကားပြောတာပဲဖြစ်ဖြစ်တကယ်ဝစီရုံကိုရောနှစ်ပြီးတော့မှပြုံးစုလုတ်ကိုင်းတက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မိမိကိုကောင်းတဲ့မနှောကန်သုံးစားပြင်းဆိုတဲ့စကားတိုင်းလေးပဲဒါလေးတွေဟာကို့အတွက်အကျိုးပေးဖြစ်ထွန်းမှုမျက်စံပါလိမ့်မယ်လို့တွေ့ရပါတယ်ဒီတော့ဂျာသာပရိကာသမီးချင်းမိတ်ဆွေတို့ကံတော့ပတ်ဖြစ်စီတဲ့ရေဒီယာကောင်းလေးပေးချင်ပါတယ်ဇာရဝိဒာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မယ်ယတရားက ဖုန်းတော်ကြီးတစ်ပါးကိုငွေ9000ကျပ်လူတန်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားပေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ တောက်ကြပါသည်ချင်းမိတ်ဆွေအလုံးပါအဆင်မပြေမှုတွေစက်တိုက်ကြုံရတတ်ပါသည်အလုံးနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေခံရမှာပဲဖြစ်ပါသည်အထက်လူကြီးကယုံကြည်တာမိမိနဲ့ဒုက္ခကိုင်ဘက်နဲ့ပြဿနာလေးတွေရှိတာဒါလေးတွေကိုသတိထားစေချင်တယ်နော်တန်ဖိုးကြီးသောပစ္စည်းများဝင်လာခွင့်ရှိနေပါသည်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိမိကိုညှိုးတာလေးတွေခံရတဲ့တည်းဒါလေးကိုဂိမ်းဆိုင်စီခြင်းနဲ့နော် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီအရန်ကောင်းနေပါလေအိမ်ရဲ့ကူညီမှုအိမ်ရဲ့အားဖြည့်မှုတွေရရှိစေမဲ့တပတ်တာပါရှင်မျိုးသားချင်းစီရလေမင်္ဂလာတရင်နေကြားပါပဲဖြစ်ပါလေရဲတက်ကဲအနောက်ရက်ရှိတယ်တတိထားပါနော်ဘေးဦးဘေးသွားသွားသွားတဲ့နေရာမျိုးလေးတွေမှာသွားတတိနာတတိအမြဲရှိစေချင်ပါသေးတယ်အချီးနဲ့ပတ်သက်ပြီးတော့ချစ်သူနှစ်ဦးကြားထဲမှာအမျိုးသမီးတစ်ယောက်အနောက်ရက် ပေးတာမျိုးကြောင့်တက်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အလုပ်ကိန်းကြောင့်ရှုပ်ထွေးစီတယ်လို့တွေ့ရပါတယ်။ကျောင်းမကြီးနဲ့ပတ်သက်တဲ့စူးကျူးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုညင်းချမ်းမှုမတွေ့ရသေးဘူးဘာကြောင့်လဲဆိုတော့အလုံမအင်တိုင်ခက်ခဲစရာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးတဲ့တပတ်တာလို့မြင်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့လည်းအားနေပါတယ်။ဒါပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့6တလုံးကိုထီတိုးကန်ဆန်းခဲ့ပြီဆိုရင်ကံအကောင်ပါတယ်။ ဝေးချင်းနဲ့ပတ်သက်ပြီးတော့အဓိကဘာဖြစ်နေလဲဆိုတော့လက်ပိတ်တာဒီကြက်ပတ်တာလုံးမှာကိုတီးမပြောရှင်ဘူးဝေးချင်းနဲ့ပတ်သက်ပြီးတော့စကားပြောရင်မအောင်မြင်စီဘူးတစ်ခါပြောလည်းမရနှစ်ခါပြောလည်းမရစိတ်တက်အရင်ကြတဲ့အနေအမျိုးတွေဖြစ်တတ်ပါလေအောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါအရင်ဆူဆူဝါဝါတော့မရှိဘူးဒါပေမဲ့အဲ့လိုအခြေတည်အခြေတည်လေးတွေတောက်လျှောက်ပြောနေရတဲ့အခါမှာလူကစိတ်ရောလူရောပြင်းပန်းလာတဲ့အရာလေးတွေတွေ့ရပါတယ် တောက်ကြသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ယနေ့အကောင်းလေးဆံမပေးချင်ပါသေး။တောက်ကြသားသမီးချင်းမိတ်ဆွေကိုဝင်ဆောင်တွေကိုစိတ်လူတဲ့ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမိတ်လူတွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။16ရက်6လမှာ22ရက်6လ2025တပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။ စနေသားသမီးချင်းမိတ်ဆွေအလင်းယာရီခန်းတက်တီဒါဝကယူဆိုင်ပါနော်မိမိအနေနဲ့ကိုအလုပ်လုပ်တဲ့အခါမှာလေအလုပ်ကိုအကြောင်းပြုပြီးတော့မှတယောက်ယောက်ကငွေကြီးလိမ်လည်မှုတွေလုပ်သွားတာမျိုးလှည့်ပြားသွားတာမျိုးကိုအတုံးချသွားတာမျိုးခန်းတက်တီဒါလေးကိုယူဆိုင်စီခြင်းနဲ့နော်တန်မှုကြီးသောပစ္စည်းဝင်လာမိတို့တွေ့ရပါသည်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်လေးတွေရှိနေပါသည်ယူဆိုင်ပါနော် ိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များအစီအပြေချိုးမိပါလိမ့်မယ်။တပတ်တောင်မှအိမ်ကြောက်ကြည့်လို့စရာစိတ်ချမ်းသာစရာလေးတွေကြားရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းနောက်ပြီးတော့ဆွေမျိုးသားချင်းစီကနေပြီးတော့မှအထောက်ပံ့ကောင်းမမြုံနစ်တဲ့အကူအညီကောင်းလေးတွေရရှိစေမယ်လို့တွေးရပါတယ်။ဆိုးရတဲ့ရန်အနေနဲ့လုံးဝလုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကျွမ်းဝတ်တက်ပါလေမိမိချစ်သူနဲ့မိမိနဲ့ကြားထဲမှာကြောင်းဝင်နောက်ဆက်မှုလေးတွေရှိတာတကြောင်းနောက်တစ်ခုကကျတော့အကြီးကဲကြီးရာနေပြီးတော့မှမိမိရဲ့ကြောင်းကိုတစ်ခုပြီးတစ်ခုပေါ့နော်အဝတ်တောင်းနေပြဿနာဖြစ်စေမဲ့အရာလေးတွေကိုဖန်တီးတာကတကြောင်းစိတ်ညစ်ရတက်ပါလေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရာစေမဲ့အိမ်တော်ကြီးလို့မြင်ပါလေ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပါအဓိကတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဆိုရင်ရင်းနေမောနေတာလှက်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 နဲ့ဖြစ်တာအဲ့တော့အဲ့ရင်းမောတယ်ရင်းနေလှက်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 ဖြစ်တယ်ဆိုတာကလေအစာမစားတဲ့ခင်မှာရင်းတုံတို့ခံစားမှုမျိုးလေးကြုံရတတ်တယ်အဲ့တော့အစာတော့လည်းစားတာပြီးသွားပြီမိမိကရင်းတုံနေရဆိုရင်အဲ့တော့နည်းနည်းလေးသတိထားပေးပါနော်အေးချမ်းချင်းငင်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရပါတယ်။ဗာလီပဲလုံးလို့ကိုလှုပ်ရတဲ့ကိစ္စရဲ့ကလေးတွေမှာ ပျော်ရွှင်ကြည်နူးခြင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထူးကံဆန်းခဲ့မယ်ဆိုရင်တော့နှစ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ဝေကြည်တလာပါမြောက်ပွန်လန်းစီပဲတပတ်တာပါ။မိမိနေနဲ့ကိုကိုတိုင်သူများကိုငွေကြီးငွေငှားတွေမလုပ်ပါနဲ့ငွေကြီးကိုအကြောင်းပြုပြီးတော့မှရံများတတ်ပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆံမှပေးချင်ပါတယ် စနေသားသမီးချင်းမိတ်ဆွေအဓိကတော့အတိတ်ထံဝင်ပေးပါဒီခုနှစ်ရက်လုံးမှာအတိတ်ထံများများလုပ်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပြီလို့တွေ့ရပါတယ်ရှင်